သူတို့နဲ့အတူတွာလာ စားတော့နိုင်မှနောက်ထပ်တစ်ခုရရပြောရရင်ကတော့နိုင်မှနောက်ထပ်တစ်ခုကျွန်တော်အစောပြောတဲ့ပလင်းတူဘူးဆုပ်နေနိုင်မှကျွန်တော်ကကြတော့မိဘကိုလည်းကျွန်တော်ဂရီပေးထားတယ်ကျွန်တော်ဘတော်မှတသက်လုံးပြက်စီးမဲ့လမ်းကြောင်းကျွန်တော်မသွားဘူးပေါ့နော်မသွားမှဖြစ်တဲ့အတွက်ကြောင့်တချို့ပလင်းတူဘူးဆုပ်တွေကြတော့ကျွန်တော်မလုံနိုင်ဘူးလေမလုံနိုင်အောင်မလုံနိုင်တဲ့အတွက်အမျိုးမျိုးအကြောင်းပြချက်အမျိုးမျိုးနဲ့ ဖြုတ်ချတာခံရတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုရင်တိန်တောင်းချီတန်ကားစီးနိုင်တဲ့သူဆိုရင်ပို့ပြီးတော့ဦးစားပေးပြီးကမှရွေးချယ်ပြီးကမှလောက်ကြတာပေါ့เนาะမနိုင်ရှင်ရဲ့စကားလေးကိုယူသုံးပြရစေဘာလို့လဲဆိုတော့အဲ့လိုသူ့ကိုသူပြောခဲ့တာပေါ့နော်သူ့ကိုအဲမင်းသမီးတယောက်ကဥပမာလောက်လောက်ခံရတဲ့အချိန်မှာသူ့ကဘာကြီးပေါ်မှာတသေးလေးဖြစ်ပြီးပျောက်ကွယ်သွားခြင်းနဲ့ဆိုတဲ့အရာမျိုးအဲ့ဒီအရာမျိုးကကိုခံစားရအရန်ခံရတယ် ခံစားမှုကကရည်ရွယ်ချက်တွေမျှော်လင့်ချက်တွေအားလုံးကတဲတဲရေတုံပဲအဲ့ဒီခံစားချက်မျိုးပေါင်းစုံကိုကျွန်တော်ကြော်ဖြတ်ခဲ့တယ်အများကြီးပဲကိုအရေးချင်းမရှိလို့နှိမ်ခံရတယ်ဆိုကိုလိုက်ခံတယ်ကိုလိုက်ခံတယ်ဒါပေမဲ့အရေးချင်းတစ်ခုကိုသူတို့တတ်မှတ်လို့စီးပောင်နေတဲ့ဝင်ပြီးကမှအဲ့လိုရိုက်ချတာရိုက်ချိုးတာရယ်အများကြီးခံရရပေါ့နော်အခုလည်းကျွန်တော်မအောင်မြင်သေးပါဘူး အစီကြောင်းသားလေးအကြောင်းပြောပြလို့ဆိုရင်တော့စီကြောင်းသားလေးကကျွန်တော်တတော်ကြိုးစားပြီးတော့ရိုက်ကူးထားတာပါအဲ့ဒီနေရာရောက်ဖို့လည်းမလွယ်ခဲ့ပါဘူးကျွန်တော်ဘဝမှာအခက်အခဲတွေအများကြီးပဲရှေ့မှာဆိုရင်ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေလည်းအများကြီးပဲနောက်ထပ်ဒီနေရာလေးဒီနေရာတတိလေးရဖို့အတွက်ကိုလည်းကျွန်တော်အများကြီးပိတ်ဆက်ပြီးကြိုးစားထားရတယ်အဲ့ဒီပုံမှာလည်းကျွန်တော်အပြည့်အဝကြိုးစားခဲ့ပါတယ်ခင်ဗျာဟုတ်ဘာပဲပိတ်ဆက်ခဲ့ရလဲဆိုတော့ကျွန်တော်အဓိကကျွန်တော်ကတော့ ဟိုမိသားစုကလည်း100%ပြည့်စုံတဲ့အတိုင်းဝိုင်းကလာတာမဟုတ်ဘူးလေမဟုတ်တဲ့အတွက်အဓိကဒီအမှုပညာလောက်တဲ့အခါမှာမိသားစုကလည်းကိုယ်သဘောတူတူခဲ့တဲ့မိသားစုမဟုတ်ဘူးအခြေဖြစ်နဲ့ကျွန်တော်ကိုယ်ဝါသနာပါလို့ဒါအရေးစွန့်ပြီးတော့လောက်ခဲ့ရတဲ့လမ်းကြောင်းဖြစ်တယ်ပြီးတော့ဒီအမှုပညာလမ်းကြောင်းပေါ်ရောက်ပြီးဆိုတော့လေကျွန်တော်တွေးလိုက်တယ်အိမ်ကပတ်စံနေကိုထိုင်သုံးနေမယ်အဲ့ဒီပတ်စံနေနဲ့အမှုပညာကြီးကျွန်တော်သွားစီလာစီတွေပေါ့နော်လုံနေမယ်ဆိုရင်ကျွန်တော် အဆင်မပြေဘူးလေအင်အားသဘောတူတာမှမဟုတ်တာအဲ့တော့ကျွန်တော်ဂျားထဲမှာအနုပညာဝါသနာပါရဲ့သားနဲ့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော်ဟိုတချင်းနေလဲကျွန်တော်လိုက်ဆိုတယ်ကျွန်တော်ပြီးတော့ MC လဲကျွန်တော်လိုက်လုပ်တာပဲခန်းနာမှုတွေဆိုကျွန်တော်ပွဲတိုင်းမှာတွေ့မှာပါအမှန်တိုင်းပြောရင်ဒါအနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပဲလေအဲ့ဒါကြောင့်ကျွန်တော်ဒီလမ်းကြောင်းပေါ်မှာပဲကျွန်တော်ကိုချက်တော့ပုံကိုရက်တီတယ်ကိုဝင်ငွေလေးနဲ့ကိုသုံးချနိုင်အောင်ကျွန်တော်အများကြီးစူးစမ်းခဲ့တယ်နောက်ထပ်ဒီနေရာလေးရဖို့ကိုလည်း ကျွန်တော်ရှေ့မှာဆိုဖြတ်တန်းခဲ့ရတဲ့အရာတွေပေါ့နော်ခက်ခဲမှုတွေအများကြီးပဲပေါ့လဲဆိုအတိုက်ခိုက်တွေလည်းမျိုးစုံပေါ့ခုံခဲ့ရတယ်ခံခဲ့ရတယ်ပေါ့နော်အတိုက်ခိုက်မျိုးစုံလည်းခံခဲ့ရတယ်ဘယ်လောက်ထိစိုးစိုးဝါခံရလဲဆိုရင်ဂျင်မက်ကြီးတစ်ခုလုံးနာကျင်နေအောင်ခံရတယ်ဘလို့ကြောင့်နာကျင်စီလဲဆိုတော့အဓိကကတော့ဟိုဒီအနုပညာလမ်းကြောင်းပေါ်ရောက်ပြီဆိုရင်ကျွန်တော်ကအိမ်ကိုအနုပညာလုပ်မယ်ဆိုတော့ဂတိပေးထားတယ်ဘာလဲဆိုကျွန်တော် ဟိုအဓိကအနေနဲ့ကကျွန်တော်ပထမဆုံးတစ်ချက်အနေနဲ့ကကျွန်တော်ဘဝမမေ့ရဘူးပထမကိုဘယ်အဆင့်ထိပဲရရောက်မာနမကြီးရအောင်မထောင်လောက်ရအောင်ပေါ့နော်နောက်တစ်ဒုတိယတစ်ခုအနေနဲ့ကကျွန်တော်မူရစ်စေဝါတသက်လုံးမတုံးဆွဲပါဘူးဘာလို့လဲဆိုရင်ဟိုတချို့တွေကတော့ဟိုနီးဆက်တာတွေအများကြီးရှိကြတယ်ပေါ့နော်အဲ့လိုတွေကြာရင်ကျွန်တော်အိမ်ကိုလည်းခရီးပေးထားတယ်နောက်တစ်ခုကိုလည်းလက်မထောင်ပြီးနေခဲ့တဲ့ကာလတွေမှာတချို့သောသူတွေကသူတို့နဲ့သူပလင်းသူဘူးဆိုလို့နေနိုင်မှနေရာပေးကျင်တဲ့ အရာမျိုးတွေအများကြီးကြုံရတယ်ကျွန်တော်အဲ့ဒီမှာဆိုအများကြီးဖြတ်တန်းခဲ့ရတယ်ဘာလဲဆိုကျွန်တော်ဘယ်လောက်ထိဖြတ်တန်းခဲ့ရလဲဆိုရင်ကျွန်တော်ဇက်ကားတကားလုံးရဲ့အနှစ်ချုပ်ကြီးကျွန်တော်မှာပဲအဓိကတော့ main ပေါ့နော်အဲ့လိုပြောပြီးကမှလှုပ်ပြီးကမှ plain to blue ဆိုမလုံနိုင်တဲ့အတွက်ကျွန်တော်အဲ့ဒီဇလန်ထဲမှာရိုက်တော့ရိုက်ရတယ်ဒါပေမဲ့အဲ့ဒီ main တယောက်ကဘာဖြစ်သွားလဲဆိုရင်ကျွန်တော်ခြေလေးပါပါရလက်လေးပါပါရအထိပါကျွန်တော်ဖြစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ရင်နာနာနဲ့ကိုယ်ဆရာသမားတွေလိုပဲအားလုံးကိုသဘောထားထားတာသဘောထားတဲ့အတွက် ကျွန်တော်အများကြီးဟိုကိုလက်လေးပါလဲလက်လေးကိုတရုပ်ဆောင်ခေါင်းအောင်ကျွန်တော်စူးစမ်းခဲ့တယ်အများကြီးပဲဟိုဒီနေရာလေးရောက်ဖို့ကျွန်တော်အဲ့ဒီတုန်းကဆိုရင်လည်းစူးစမ်းခဲ့ရတာအများကြီးပဲဒါပေမဲ့ကျွန်တော်အဲ့ဒီတုန်းကဆိုရင်နမဲတွေဘာတွေသူတို့ပေးထားတဲ့ဇက်ကောင်နမဲတွေကမပြောင်းအောင်ဒါပေမဲ့ဇက်ကောင်လောက်ရမယ့်နေရာတွေပြောင်းသွားပြီးတော့ဟိုရှင်းရှင်းပြောရရင်ဇက်လန်တစ်ခုလုံးပါခဲ့ရရင်တော့မှဒါရလောကဟုတ်ကဲ့စားပြီးပြီလားဥပမာပေါ့နော်အဲ့လောက်ပဲကျွန်တော်နှခွန်းလားသုံးခွန်းလားမသိဘူးပါခဲ့တယ်ပေါ့နော် အရောင်မှချူချူသာသာလုပ်ရတဲ့အရာတွေအဲ့ဒီအချိန်မှာကျွန်တော်ဘာဖြစ်သွားလဲဆို depression တွေလည်းရတယ်ဘာလို့လဲဆိုရင်ကျွန်တော်အဲ့ဒီ shooting မှာဆိုရင်ဘာတွေကြုံရလဲဆိုရင်လုံးဝကိုကိုကိုလည်းတော်တယ်လို့မပြောပါဘူးဒါပေမဲ့ကျွန်တော်စူးစမ်းနေတဲ့လူငယ်တယောက်ပါဒါပေမဲ့ဟိုအဲ့လိုစူးစမ်းနေတဲ့လူတွေအများကြီးကြားထဲမှာမှာ dialog တကြောင်တည်းကိုအခေါက်90ကျော်ရိုက်ထားတော့မှအဆင်မပြေဘူးမပြောနိုင်တဲ့သူတို့ရိုက်ကူးနေတာရိုက်ကူးနေတဲ့အရာကိုကျွန်တော်တို့ကဘေးမှာလက်ခုပ်တီးပြီးထိုင်ကြည့်ခဲ့ရတာပေါ့နော် အဲ့လိုအရာမျိုးတွေဒီပါကျွန်တော်ကြုံခဲ့ရတယ်အဲ့ဒီအချိန်မှာမနိုင်ရှင်ရဲ့စကားလေးကိုယူသုံးပြရစီဘာလို့လဲဆိုတော့အဲ့လိုသူ့ကိုသူပြောခဲ့တာပေါ့နော်သူ့ကိုအဲမင်းသမီးတယောက်ကဥပမာလောက်ခံရတဲ့အချိန်မှာသူ့ကဘာကြီးပေါ်မှာတဲသေးလေးဖြစ်ပြီးပျောက်ွယ်သွားခြင်းနဲ့ဆိုတဲ့အရာမျိုးအဲ့ဒီအရာမျိုးကကိုခံစားရအရင်ခံကတည်းခံစားမှုကကရွေချက်တွေမျောလေးချက်တွေအားလုံးကတဲသေးရည်တုံးမယ် အဲ့ဒီခံစားချက်မျိုးပေါင်းစုံကိုကျွန်တော် ကြော်ဖြတ်ခဲ့တယ်အများကြီးပဲလူတွေရဲ့မုန်းတာတွေကိုလည်းကျွန်တော်ခံပြီးကမှပေါင်းလဲဆိုရင်လူတွေကကျွန်တော်စူးစမ်းနေရတော့မမြင်ဘူးဒါပေမဲ့ကျွန်တော်တခါလေးကြာရင်အခုပြောကြတယ်တရုတ်ဆောင်ဝါသနာပါလုံလို့ကျွန်တော်မိသားစုနဲ့တော့ against လုပ်ပြီးတော့ကျွန်တော်တရုတ်ဆောင်လုပ်တယ်ဒါပေမဲ့တချို့ကကြတော့ MC က MC ပဲလုပ်ပါလားအဲ့ကျွန်တော်ကအမှန်တရားပြောရရင်နုပညာအောင် တယောစာကိုရေးစလောက်တာပေါ့နော်ဒါပေမဲ့ကိုလမ်းကြောင်းလေးတစ်ခုအဲ့ဒီပေါ်မှာကိုဝင်ငွေလေးရဖို့အတွက်ကိုစူးစမ်းခဲ့တယ်ဒါပေမဲ့နေရာတစ်ခုရသွားတယ်အဲ့လိုတွေလာပြီးတော့ပြောဆိုကြရတဲ့သူတွေလည်းအများကြီးပေါ့နော်နောက်တစ်ခုကျွန်တော်လွယ်လွယ်လေးရတယ်ဆိုပြီးတော့သူကထင်နေကြတာပေါ့နော်ကျွန်တော်အများကြီးပဲအများကြီးပဲအနှိတ်ခံရတာအဓိကတော့အနှိတ်ခံရရင်ကိုအရေးချင်းမရှိလို့ နေခံရတယ်ဆိုကိုလိုက်ခံတယ်ကိုလိုက်ခံတယ်ဒါပေမဲ့အရေးချင်းတစ်ခုကိုသူတို့တတ်မှတ်လို့စီးပောင်နေတဲ့ဝင်ပြီးကမှအဲ့လိုရိုက်ချတာရိုက်ချိုးတာလေအများကြီးခံရရပေါ့နော်အခုလည်းကျွန်တော်မအောင်မြင်သေးပါဘူးဒီဇန်လန်ရဲတဲမှာလည်းဒီနေရာလေးကိုရောက်ဖို့ကျွန်တော်အများကြီးရှင်ပြိုင်မှုတွေနဲ့ကျွန်တော်စ조사ပြီးတော့လာခဲ့ရတယ်ဒီနေရာလေးပုံမှန်လည်းအလုံးအားတချို့ကကြတော့ဒီဇဲယုတ်ကိုနားလဲတယ်ပေါ့နော်ဆရာဝန်ဇဲယုတ်ကိုမှကျွန်တော်ကရမ်းစိုးသွမ်းနေရတာပေါ့နားလဲ ဲ့မဲ့ကျွန်တော်နားမလဲပဲနဲ့ဟိုမစင်ညာဒီလာဆဲတဲ့သူလည်းရှိရပါတော့အတိုင်းမဲ့ကျွန်တော်ဟိုစိတ်ကောင်းလုံးအောင်ပဲထားပါတယ်ကျွန်တော်အားလုံးလည်းမေတ္တာပို့ပါတယ်ကျွန်တော်ဘာလို့လဲဆိုကျွန်တော်ကြိုးစားရဲ့နေရတာကျွန်တော်အတိအဆုံးပါဟုတ်အဆုံးပါဘာလို့လဲဆိုရင်အတချို့ကကြတော့ဒီခါလေးကြရင်ဟိုဘခန်နိုင်လို့လာပြီးပြောကြတဲ့သူလည်းရှိတယ်ဒါပေမဲ့ကျွန်တော်အများကြီးရှိမှာဘလို့ပဲကြုံခဲ့ကြုံခဲ့ဒီဇလန်တွဲမှာရှိတယ်ပေါ့နော်အမဒီဖိုးက လူကြီးမင်းနေဆိုရင်လည်းကျွန်တော်အရန်ကောင်းကြတယ်ဘာလို့လဲဆိုကျွန်တော်တို့ဒီ MRT ဖို့ရောက်ကြတဲ့ဟာနေစိတ်စားစိတ်တကက်တထေးလို့ထားတာထားပြီးဆိုရင်လည်းဟိုတယ်လိုမျိုးအဆောက်အဦတွေမှာထားတယ်စားတာနေတာထိုင်တာဘယ်တော့မှမပူရအောင် MRT ဖို့တဲ့ရောက်ကြတဲ့ရပါတော့နောက်ထပ်အခုဇက်လန်ထဲမှာဆိုရင်လည်းဆရာသမိုးတိုးတက်လို့ဆိုရင်လည်းတည်တည်ချာချာတင်ပြပေးတယ်ဟိုနောက်ထပ်အတာတွေကအဆောက်ပေါ့နော်နောက်ထပ်ကိုကောင်းမြတ်ဆန်တို့ဆိုလည်းအဲ့ဒီမဲ့အဲ့ဒီထဲမှာပါတယ်အခုဆိုကျွန်တော်နဲ့ live မှာအခြေတင်ဖြစ်နေရတယ်ပေါ့နော်ဇလန်ထဲမှာဒါပေမဲ့အပြင်မှာကြောက်အဲ့လိုမဟုတ်ဘူးကိုကြီးက ဟိုစင်းပေါ်ရောက်ပြီဆိုတာနဲ့ညီလေးဘာလို့အက်လဲကျွန်တော်တို့ရဲ့ဘာလို့လဲဆိုရင် shooting နားတဲ့အချိန်မှာတော့မှစားသောက်ဆိုင်ကိုခေါ်သွားတယ်ထားပြီးထားပြီးကမှကျွန်တော်တို့တင်ပြဖို့အတွက်ကျွန်တော်တို့ရင်ဘတ်ထဲမှာရှိတဲ့အားနှဲ့ချက်တွေအားလုံးဖွင့်အန်ချလာအောင်သူကိုယ်တိုင်စကားတွေအမျိုးမျိုးအစ်ထုတ်ပြီးကမှမေးတာ ဲ့လိုကိုယ့်ရဲ့အရာတွေအားလုံးပေါ်ပြီးဆိုမှ तू ကတိတိကျကျကိုတင်ပြပေးတာပေါ့နော်ရှူတင်မှာဆိုရင်လည်းကျွန်တော်ကိုစင်းမော့မှာဆိုရင်လည်းခေါင်းအစခြေဆုံးတိတိကျကျကြည့်ပြီးကမှကိုတင်ပေးကြတယ်နောက်ထပ်ရှူတက်တစ်ဖွဲ့တာလုံးလည်းတင်ပေးတင်ပေးကြတယ်ပေါ့နော်အဲ့တော့လေကျေးဇူးအများကြီးတင်ပါတယ်ဟိုအခုဇက်လန်အပေါ်မှာတော့ညတော့ကတော့တော်တော်လူပြောများနေကြတယ်ကျွန်တော်လာအားပေးတဲ့တရုတ်ဆောင်ကြီးတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဓိကကတော့ပေါ့နော်ကျွန်တော် အဲဒီဇက်ရုပ်ဇက်ကောင်ပေါ်မှာအမျိုးမျိုးဝေဖန်ကြတာပေါ့ဝေဖန်မှုကိုကျွန်တော်လက်ခံပါတယ်နားလည်ပါတယ်ဒါပေမဲ့ဟိုတချို့ပြောတဲ့အရာတွေကကြတော့ဒီဇက်ရုပ်အနေနဲ့ပေါ့နော်ဟိုဘယ်လိုပြောရမလဲကျွန်တော်ကျွန်တော်ပဲရှိလာအောင်အဲ့လိုပုံစံနေနဲ့ပြောကြတာလေအများကြီးရှိအဲ့တော့ကျွန်တော်ဒီနေရာလေးတစ်ခုတော့မရအောင်အများကြီးကြိုးစားခဲ့ရတယ်ဟိုအပေချခံရရဘာမှမဖြစ်ဘူးပေါ့နော်ရှေ့မှာဆိုရင်လည်း ရွေးချယ်ပြီးကမှအစောကပြောသလိုရိုက်ချိုးခံရရတယ်အများကြီးကြုံခဲ့ရတယ်အဲ့တော့အခုစ조사မှုလေးကိုတော့အားလုံးအတိအမှတ်မပြုပေးခြင်းနေပါကျွန်တော်စ조사ထားတာလေးက MRT4 မှာည9နာရီဆိုပြနေပါတယ်အဲ့ကြိုက်လဲကြည့်ပြီးတော့ဆုံးဖြတ်ပေးကြပါဝေဘန်နာကိုလည်းကျွန်တော်လက်ခံပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်ဒီနေရာလေးရောက်ပေါ့နော်ကျွန်တော်အားရအပြည့်နဲ့စ조사ထားတဲ့နေရာလေးဆိုတာတော့ကျွန်တော်သိစေချင်ပါတယ်ခင်ဗျာဟုတ်အဓိအဓိကတော့ပေါ့နော်ကျွန်တော်တို့ဒီနုပညာလောကမှာ ကောင်းတဲ့ဆရာကြီးလည်းအများကြီးပဲကျွန်တော်လူသားတော့မဆိုလို့နော်ဒါပေမဲ့တချို့သူတွေအများစုပါပဲအဲ့ဒီသူတွေကသူတို့နဲ့အတူတွာလာစားတော့နိုင်မှနောက်ထပ်တစ်ခုရရပြောရရင်ကတော့နိုင်မှနောက်ထပ်တစ်ခုကျွန်တော်အစောကပြောတဲ့ပလင်းတူဘူးဆုတ်နေနိုင်မှကျွန်တော်ကကြတော့မိဘကိုလည်းကျွန်တော်ဂရီးပေးထားတယ်ကျွန်တော်ဘတော်မှတသက်လုံးပြည့်စည်မဲ့လမ်းကြောင်းကျွန်တော်မသွားဘူးပေါ့နော်မသွားမှဖြစ်တဲ့အတွက်ကြောင့်တချို့ လင်းတူဘူးဆိုရကြတော့ကျွန်တော်မလုံနိုင်ဘူးလေမလုံနိုင်ဘူးမလုံနိုင်တဲ့အတွက်အမျိုးမျိုးအကြောင်းပြချက်အမျိုးမျိုးနဲ့ဖြုတ်ချတာခံရတယ်နောက်တစ်ခုကကြတော့ဘာလဲဆိုရင်တိန်တောင်းချီတန်ကားစီးနိုင်တဲ့သူဆိုရင်ပို့ပြီးတော့ဦးစားပေးပြီးကမှရွေးချယ်ပြီးကမှလောက်ကြတာပေါ့နော်ကျွန်တော်လဲဥပမာကျွန်တော်လဲတိန်ထောက်ချီတန်ကားတော့စီးပါတယ်ဒါပေမဲ့တိန်တောင်းချီတန်ကားတော့ကျွန်တော်မိဘရလဲအရင်ပြည့်စုံတဲ့သူတွေမဟုတ်တော့မစီးနိုင်ဘူးလေမစီးနိုင်တဲ့အတွက် အဲ့ဒီအရာတွေအပေါ်မှာလည်းအများကြီးပဲဆုံးဖြတ်ပြီးတော့လှုပ်ဆောင်နေအရာတွေလည်းအများကြီးကြုံခဲ့ရတယ်။အဓိကအစိုးဆုံးတစ်ချက်ကကြတော့အတူတူကျွန်တော်မလုံနိုင်ဆိုအချက်ကကြတော့ဒီပလင်းတူဘူးစုနေနိုင်မှသူတို့လှုပ်တယ်လို့လှုပ်နိုင်မှသဘောပေါက်လား။သူတို့လှုပ်တယ်လို့လှုပ်နိုင်မှအဲ့လိုနေရာမျိုးရှိတယ်။အခုချိန်ကြီးလည်းမြင်နေရတယ်။မြင်နေရတဲ့အချိန်မှာကိုကတော့မြစ်တာပဲထားပါတယ်။အဲ့ဒါကြောင့်ဟိုအရာအလုံးမြစ်တာထားရင်တော့ကျွန်တော်တရားတွေလည်းနားထောင်ထားတယ်။မြစ်တာကတော့ အခုမဟုတ်ရင်တော့မှတချင်ချင်းကြရရောက်ပြဟမှာပါအဓိကကတော့အဲ့ဒီအရာကတော့ကျွန်တော်သူများတွေကိုမပြောချင်ပါဘူးပေါ့နော်ဘာလို့လဲဆိုရင်အဓိကကိုယ်ရွေထားတဲ့နေရာပေါ့နော်အဲ့ဒီနေရာမှာကိုယ်ကြတော့ဟိုလက်လေးပါပါခြေလေးပါပါဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီအခေါက်90လောက်တရုတ်ဆောင်ရတဲ့လူကအောင်မြင်နေပြီလားဆိုတော့လေသူလဲစူးစမ်းနေသေးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတွေလုံနေတော့ဒါသူတို့အစောကကျွန်တော်ပြောထားတဲ့အချက်တွေမှာလဲသူတို့လုံထားတာတွေလဲပါဝင်ပါပေါ့နော် အဲ့ဒီလိုမျိုးတွေလုပ်နေတော့အခုချိန်မှာတော့ဒီတိုင်းပါပဲဒီတိုင်းပါကိုမြင်နေရတော့တော့ကိုလည်းမအောင်မြင်သေးပါဘူးဒီတိုင်းပါပဲဒါပေမဲ့ကိုကတော့အမြဲတမ်းယုံကြည်ထားပါတယ်နေရာတိုင်းမှာအခုကျွန်တော်ပြောပြတဲ့အရာတွေရှိတယ်နှောက်ရက်တွေရှိတယ်အတားအဆီးတွေရှိတယ်နောက်တစ်ခု ကိုအညွတ်တက်လာပြီဆိုရင်ရိုက်ချိုးမဲ့သူတွေရှိတယ်အများကြီးပဲအဲ့ဒီအရာတွေကိုကျွန်တော်အကောင်းဆုံးကြော်ဖျက်ဖို့အတွက်ကိုကိုကိုပဲ စ조사ပြီးတော့ကျွန်တော်ရက်တည်နေပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်က MRT4 မှာအခြေဆုံးသူရဲ့ထုတ်ပတ်ဒီဇက်လန်တွေမှာဇော်မင်းတင်ဆိုတဲ့ character နဲ့ခက်ဆူဆူစေးကြောင်းသားလေးပေါ့နော်အဲ့ဒီ character နဲ့ကျွန်တော်ပြပြအောင်အကောင်းဆုံး조사ထားပါတယ်အဲ့ဒါကျွန်တော်ရဲ့ပထမအဦးဆုံး MRT ဘုမရိုက်ကူတဲ့ဇက်လန်တွေပါအဲ့ဒီအတွက်အမားလေးတွေပါရင်တော့ကျွန်တော်တောင်းပန်ပါတယ်ခွင့်လွှတ်ပေးပါဒါပေမဲ့ကျွန်တော်ကကျွန်တော်ကိုကျွန်တော်ကတော့အဲ့ဒီထဲမှာသဘောကျတယ်ဟိုကိုလှုပ်ထားတဲ့အရာလေးလည်းအရာထင်တယ်လို့တော့ထင်ပါတယ်ခင်ဗျာဟုတ်မသိပါဘူးဗျာဘာလို့လဲဆိုရင်အခုမှကျွန်တော်က အဲအခြေဆုံးတွေ့ရထုတ်ပတ်ဒီဇလန်တွေတဲ့မှာကျွန်တော်ပါတာဆိုလို့ကောက်ကောက်၃ဘိုင်းပဲကျွန်တော်ပါရသေးတယ်၃ဘိုင်းပဲပါရသေးတယ်အဲ့ဒီပုံမှာပထမအဆုံးပါတဲ့အပိုင်းဆိုရင် intro လေးပဲမိတ်ဆက်လိုက်တာဒါပေမဲ့သတိထားမိကြတယ် trailer ပြလိုက်တယ်ကျွန်တော်စကားလုံးအားလုံးသတိထားပြီးတော့စောင့်ကြည့်နေကြတယ်ဒါပေမဲ့ဒီအပိုင်း၅ပေါ့နော်အပိုင်း၅စကြည့်တဲ့အချိန်မှာကျွန်တော်ဇဲကိုတို့ကရေးရေးမြင်လာကြပြီဒါပေမဲ့အရင်ကြီးပြောတာမျိုးမရှိဘူးဒါပေမဲ့အပိုင်း၆ညတော့ပြသွားတဲ့အပိုင်းမှာကျတော့တို့ကကြည့်ပြီးတော့ မခံမရနိုင်သူတွေကလည်းဝင်ပြောကြတယ်နောက်ထပ်ဟိုလူတိုင်းမှာတော့ချစ်တဲ့သူရှိရဲမုန်းတဲ့သူရှိရဲအများကြီးတိုက်ခိုက်လာကြရပေါ့နော်ဒါပေမဲ့ကျွန်တော်အလုံးကလည်းဟိုအနုပညာရှင်ကြီးတွေရောကျွန်တော်လာပြောကြတယ်အဲ့ဒီလိုအရာမျိုးတွေကလူတိုင်းကြောက်ရမှာပဲကျွန်တော်လည်းကြိုတင်ပြင်ဆင်ထားပါတယ်ခဗျာဟုတ်